ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကီမူပါဆိုတော့ဒီနေ့မှာကရဲတွေတုန်းကတင်လက်စာဖြစ်တဲ့ Netflix ကနေ2025ခုနှစ်မှာအသစ်ထွက်ထားတဲ့ One Life Gives You Tangerine ဆိုတဲ့ကိုရီးယားဒရာမာ series လေးကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့မကြည့်ခင် channel ကို subscribe လုပ်ပြီးနောက်ကောင်းလုံးနှိပ်ထားပေးဖို့လဲမြေတာရခံပြရစီခင်ဗျာဆိုတော့ဒီကားကတော့ထောင်ကွာ60အခြေပြုထားတဲ့ငယ်ကားချင်းနှစ်တရာဆိုသလိုပဲငယ်ချူးနှစ်ယောက်ရဲ့ဇလံပုံဖော်ထားတာဖြစ်ပြီးတော့ဇော်ဝင်းအချစ်တော်အာယူနဲ့ပတ်ဖို့ကန်းတော်ပါဝင်တော့တယောက်ဆောင်ထားတာဖြစ်ပါတယ် တကယ်လည်းနာမည်ကြီးပြီးတော့တကယ်ကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် recap အနေနဲ့ပြန်လည်တင်ဆက်ပေးရခြင်းပါအားလုံးပဲကျွန်တော်စားလိုက်ကြအောင်ပါဒီနေ့မှာတော့အပိုင်း၁၂ဖြစ်ပါတယ်ခင်ဗျာဒီပိုင်းဆောင်မှာတော့ဂုံမြောင်တငယ်ချင်းကဂုံမြောင်အသေးကွဲနေအောင်ကြားလိုက်ရတာကြောင့်အင်ကိုလာလဲပြီးတော့ခေါက်ဆွဲလှုပ်ကြွေးခဲ့ပါတယ်ဂုံမြောင်တယောက်သူနဲ့ရုံးဘုံရဲ့မင်္ဂလာဆောင်ဖိတ်စာတွေကိုအောက်ခံဆက်ကူဖြစ်အသုံးပြုပြီးခေါက်ဆွဲအုပ်ကိုတင်လိုက်ပါတယ် တငယ်ချင်းကတော့ဘာဆိုဘာမှမရှိတဲ့ဂုံမြောင်ရဲ့ရေခဲတစ်တာကိုကြည့်ပြီးတော့ထူးဆန်းနေခဲ့ပါတယ်။တငယ်ချင်းဖြစ်သူကဂုံမြောင်မေအဲဆုံးကဂုံမြောင်ကိုစိတ်ပူနေအောင်သူ့စီကိုထတ်လဲလဲဆက်သွယ်နေခဲ့တဲ့အကြောင်းကိုပြောနေပါတယ်။ဂုံမြောင်တို့သူနာချင်းခံစားရတာတွေကိုပြောပြောပြီးတော့ခေါဆွဲကိုဖြည်းဖြည်းချင်းစားနေပါတယ်။ဒါမှမဟုတ်တငယ်ချင်းကတော့ဂုံမြောင်ကိုအိမ်ကိုသာဆက်သွယ်ဖို့နားချခဲ့ပါတယ်။ဂုံမြောင်ရဲ့ခုနှစ်နှစ်တာတငယ်ချင်းအရင်းရတော့ဂုံမြောင်နဲ့ဝေးကွာသွားခဲ့မယ်နှစ်20ကြာတငယ်ချင်းကသူ့ကိုကြည့်နေတော့ပါပဲ။အဲ့ဒါမှတော့ဂုံမြောင်အမေဖြစ်သူစီကိုဖုန်းဆက်လိုက်ပြီးတော့ အမေရဲ့ပူပန်မှုတွေကိုရောကြစေလိုက်ပါတယ်။အဲဆိုလဲသူသမီးမှာစားကြရီဘာရန်ဟင်းမှမရှိတာကြောင့်လာပို့ဖို့အတွက်လုပ်နေခဲ့ပါတယ်။အဲနောက်မှာတော့အဲဆုံကသူသမီးကြိုက်တဲ့ဂျန်ကိုရင်းကိုအများကြီးလှုပ်ထားတာကြောင့်ပို့ဖို့ပြင်ဆင်နေပါတယ်။ကိုမြောင်တော့ရုံပုံနိုင်မယ်ဆိုရင်ကြားကိုမကြားချင်တာကြောင့်အဲဆုံကိုပြောဆိုနေခဲ့ပါတယ်။ဖုန်းကြားသွားတဲ့အခါမှာတော့အဲဆုံကအမြဲရတယ်လို့ပြောနေတယ်သူသမီးကိုမြောင်ကိုဒေါသထွက်နေခဲ့ပါတယ်။အဲကြောင့်အဲဆုံကတကူးဆိုသူသမီးကိုပြောစေချင်တာဖြစ်ပြီးအခုလိုမပြောလာတဲ့အတွက်လဲဝမ်းနေလို့နေခဲ့တာပါ။ ကွမ်ရှစ်ကလည်းသူတို့သမီးကလူကြီးဖြစ်လာတာကြောင့်အရာအလုံးမပြောဘဲလှုပ်ဝက်နေတာလို့ပြန်ပြီးတော့ပြောပါတယ်။ဒါမှလည်းအဲဆွန်းကတော့ငငယ်ကလေးကသူ့ကိုပဲလှုပ်ဝက်ချက်တွေအကုန်လုံးပြောပြလာခဲ့တဲ့သမီးကိုအခုလည်းပြောပြစေချင်နေခဲ့ပါတယ်။ကွမ်ရှစ်ကတော့စိတ်မကောင်းဖြစ်နေတဲ့မိမရဲ့မျက်နှာကိုကြည့်ပြီးတော့သမီးကမရှာလို့ဒီလိုဖြစ်နေရလားလို့မေးလိုက်ပါတော့တယ်။အဲဆွန်းလည်းအရင်ကတော့သူ့ကိုပဲရှာပြီးတော့အခုကျတော့သူကလွဲရင်လူတိုင်းကိုပြောပြနေတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အရင်ကလေးကဂွန်မြောင်းကကလေးစိတ်နဲ့သူသဘောကျသမျှကြိုက်သမျှတိုင်းကိုအမေဖြစ်သူကိုသာပြောပြလိမ့်ရှိပါတယ်။ အဲဆွမ်းအသူသမီးလေးကိုတံမိုးထားလွန်တာကြောင့်ကြီးပင်းလာတော့မှဖြည်းဖြည်းချင်းပဲကြီးပင်းစေပါလေငငယ်ကလေးကအဲဆွမ်းနဲ့ဂုံမြောင်တို့ကကြီးပင်းလာလေလှုပ်ဝက်ချက်တွေပြောပြကြဖို့ဂရီပေးခဲ့ကြပါလေဂုံမြောင်တို့တော့အဲဆွမ်းကလှုပ်ဝက်ချက်ထိမ့်သိမ်းရာဖြစ်ပြီးတော့ဂုံမြောင်နဲ့လည်းအရင်းအဆုံးဖြစ်ခဲ့ပါလေဒါမဲ့အဲဆွမ်းကတော့သူ့အသက်ထပ်ပို့ပြီးတော့ချစ်ရတဲ့ရန်ကုန်ရှိကတော့မှဂုံမြောင်လောက်မပို့ခဲ့ပါဘူးအဲဆွမ်းနဲ့ဂုံမြောင်တို့ကတယောက်နဲ့တယောက်မရှိမဖြစ်ကဘာကြီးဖြစ်ခဲ့ကြပြီးတယောက်ကထွက်သွားတဲ့ခါမှတော့တယောက်ကကြံနေခဲ့ရပါလေအဲ့နောက်မှတော့အဲဆွမ်းကသူ့သမီးအတွက်လှုပ်ထားတဲ့အရန်ဟင်းတွေအများကြီးကို သမီးကမယူတာကြောင့်ရေခဲတည်တာတွေကိုထည့်ဖို့စဉ်းစားနေပါတယ်။ကွမ်ရှိကလည်းသူသမီးကကုမ္ပဏီဝန်ထမ်းဖြစ်တာကြောင့်သာအမဲလိုလိုအိမ်ပြန်လာဖို့ခက်ခဲတယ်လို့အဲဆုံးကိုရှင်းပြနေပါတယ်။အဲ့နောက်မှာတော့ဂုံမြောင်ကအိမ်ကိုမပြောမစုံနဲ့ရောက်ချလာပါတော့တယ်။ဂုံမြောင်ရဲ့ဘိုက်စာရွေးဆဲစကားကိုကြားတာနဲ့အဖေနဲ့မရဲ့မျက်နှာဝင်းပါသွားပါတယ်။ဂုံမြောင်တော့ခွင့်ရယူလိုက်ပြီးတော့အဖေမေချက်တဲ့ဟင်းလျာတွေကိုစားချင်လို့အိမ်ကိုရောက်လာခဲ့တာပါ။အဲ့နောက်မှာတော့အဖေကအပူပေးစက်ကိုဂုံမြောင်အတွက်ယူလာပေးပါတယ်။အမေကတော့ဂုံမြောင်ကြိုက်တဲ့ဂျန်ဂျိုရင်းတအိုးချက်ပေးထားပါတယ်။ ပြီးတော့အဖေဖြစ်သူကလည်းဂုံပြောင်းအတွက်ငုံတွေကိုလက်နာမတက်ခွာပေးထားပါလေအဖေနဲ့မယားသမီးလေးရောက်လာကြောင်းဝမ်းသာမဆုံးဖြစ်နေကြရှာတာပါအဲလိုနဲ့အင်ကိုလည်းရောက်လာတဲ့ဂုံပြောင်းကိုအဖေနဲ့မေကဂယူးဆိုင်နဲ့ပြုစုနေပါလေဂုံပြောင်းတော့သူမလာခဲ့တဲ့အတော့တွင်းမှာအဖေနဲ့မေကအများကြီးအထီးကျန်ခဲ့ရပါလေအဖေကတော့သူ့ကိုသာဖုန်းဆိုင်လေးစိတ်မှလာခေါ်မှာပေါ့လို့ပြောပေမဲ့ဂုံပြောင်းအရင်လိုတနားရီလောက်စောပြီးလာမှာလားလို့မေးနေပါလေဂုံပြောင်းလိုအသေးကွဲလာတဲ့သူတို့အဖေနဲ့မေကရာအနီးနဲ့နှစ်သိမ့်ပေးနေခဲ့ကြပါလေ။ အဖေကလည်းဂုံမြောင်းအတွက်ငါးဝါလီဖမ်းလာပေးပြီးတော့နောက်တစ်ချိန်ပြန်ရှင်သန်လာအောင်ဖေနဲ့မိကပဲထပ်ပြီးပြုစုပြိုးထောင်ပေးခဲ့ရပြန်ပါလေ။အဲနောက်မှာတော့ဂုံမြောင်းတို့စီကိုအုံးမြောင်းဖုန်းဆက်ပါလေ။အုံးမြောင်းနဲ့စိတ်မှုထမ်းနေမဲ့အမဖြစ်သူကိုအဖြတ်ခံလိုက်ရတာလားလို့စားအောင်နိုင်နေပါသေးတယ်။နောက်တစ်ရက်အစောပိုင်းမှာတော့ဖေဖြစ်သူကဂုံမြောင်းကိုသူနဲ့တူလိုက်လာဖို့လာနှိုးပါလေ။ဂုံမြောင်းတော့မထားချင်မဲ့ဖေဖြစ်သူကသာကြီးတိုက်နေတာပါ။ပြီးတော့ဂုံမြောင်းကသူထပ်အိတ်ချင်နေသေးတာကြောင့်ခဏနေမှသွားဖို့ပြောလိုက်ပါလေ။ ပြီးတော့လည်းသူ့ဖေကိုဒေါသတကြီးနဲ့ပေမန်းလို့ထိုက်အိတ်ချင်းသေးတယ်လို့ပြောနေခဲ့ပါတယ်။ကိုမြောင်လည်းရုံမုန်းနဲ့ခီးသွားရင်တော့မနက်၄နာရီထားခဲ့ပြီမိတ်။အဖေဖေးသူနဲ့မသွားနိုင်တော့ဒေါသထွက်ပြီးတော့တွေးမိသွားပါတယ်။အဲ့နောက်မှတော့ကိုမြောင်အဖေဖေးသူနဲ့အတူလိုက်လာပြီးတော့တင်းမောဘော်ကိုလိုက်လာခဲ့ပါတယ်။အဖေဖေးသူကတော့ကိုမြောင်ကိုစိတ်ပူပြီးတော့တက်ခဲ့အင်ကြီးဝေးပေးခဲ့ပါတယ်။အဖေရဲ့ကန်ဝန်းတုံလှေကလေးပေါ်မှာကိုမြောင်အဖေနဲ့အတူကြည့်နေကြပါတယ်။ပြီးတော့ကိုမြောင်အဖေကိုငါမဖမ်းဘူးလားလို့မေးနေခဲ့ပါတယ်။အဖေဖေးသူကတော့ဒီနေ့တိမ်တွေမရှိတာကြောင့်ငါဖမ်းထားတာလို့ပြောလိုက်ပါတယ်။ တကယ်တော့ဖေဖေသူကဂုံမြောင်ကိုနေထွက်တာကိုကြည့်ဖို့နှိုးခဲ့တာဖြစ်ပါတယ်လက်တွေ့မှာဂုံမြောင်တို့လူငယ်တွေနေထွက်တာတို့နေဝင်တာတို့ကိုကြည့်ချင်းစားသောက်ဆိုင်မှာပတ်စံတွေထောင်ချီတောင်းချီပေးပြီးတော့ကြည့်ရပါတယ်ကွမ်ရှိလဲသူသမီးကတော့အဖေကြောတောင်းနောက်ခံရှိနေရာအကြောင်းသာအလကားကြည့်ခွင့်ရတာလို့ပြောပါတယ်ကွမ်ရှိကတော့နေထွက်တာကြည့်ပြီးတော့သူသားသမီးတွေအဆင်ပြေဖို့အတွက်အမြဲတမ်းဆူတောင်းနေခဲ့ပါတယ်ဂုံမြောင်လဲသူ့ဖေအေးမွားဖြစ်နေရာကိုစိုးရိမ်နေခဲ့ပါတယ်ဒါပေမဲ့ကွမ်ရှိကတော့သူသားနဲ့နဲ့ရှော့အိတ်မယ်ဆိုရင်ကလေးတွေနဲ့အဲဆုံးပို့ပြီးတော့အိတ်နိုင်မလားဆိုပြီးတွေးမိတာပါပဲ တကယ်တမ်းလဲကွမ်ရှက်ကအဲဆုံးဂုံမြောင်အုံမြောင်လို့ထက်တရားကလေးတော်မှာနောက်ကျပြီးတော့ထားတဲ့ရံမျိုးမရှိခဲ့ပါဘူးအန်နာမှာတော့ကွမ်ရှက်ကသူ့မိမထည့်ပေးလိုက်တဲ့စားစရာတွေကိုထုတ်နေခဲ့ပါလေကွမ်ရှက်ကတော့အဲဆုံးကသူ့သမီးကြိုက်တာတွေကိုသာထည့်ပေးလိုက်ကြောင်းပြောနေခဲ့ပါလေဒါပေမဲ့အဲဆုံးကကွမ်ရှက်တို့အမြဲလိုလိုကြက်ဥလိတ်လုပ်ပေးခဲ့ပါလေအန်နာမှာတော့ကွမ်ရှက်ကစားစရာတွေလုပ်ပေးနေနေသူ့မိမသမီးဖြစ်သူလာတာကြောင့်သာဟင်းချက်ပေးရတာပြောနေတာလို့ပြောပါလေကွန်မြောင်လေးဘေးပပလေးကိုကြည့်ပြီးတော့သူ့အဖေကိုမကြောက်ဘူးလားလို့မေးပါလေ အန်နမာတို့ဂွမ်းရှိလဲကြောက်တဲ့အခါတိုင်းမှာဝေးမှရှိတဲ့ငါးဖန်းလေးကမီးလေးတွေကိုကြည့်ပြီးတော့သူ့လိုအထီးကျန်ပြီးကြောက်မှာပဲလို့တွေးတဲ့ကြောင်ကွန်မြောင်းကိုပြောပြပါတယ်ပြီးတော့ဂွမ်းရှိကကွန်မြောင်းအနားမှာသူတို့မိဘနှစ်ပါးကလှေလိုမျိုးအများရန်ကတ်နေမယ်အကြောင်းလဲပြောလိုက်ပါတယ်အဲဒါဂွမ်းရှိကဘာဖြစ်ဖြစ်သူတို့စီကိုပြန်လှည့်လာဖို့အတွက်ပြောပါတယ်အန်နမာတို့ကွန်မြောင်းကသူ့မင်္ဂလာပွဲကိစ္စပြတ်သွားတယ်ပတ်သက်ပြီးတော့အိမ်ကြီးချင်းတွေကြားမှာအဆက်ရနေမှာပဲလို့ပြောပါတယ်ပြီးတော့ဖိတ်စာလဲပို့ပြီးပြီမလို့ကွန်မြောင်းအဆက်ရမှာပဲလို့ပြောနေခဲ့ပါတယ် ။ကွမ်ရှစ်ကတော့သူသမီးကအကုန်လုံးတော်တာကြောင့်ဘာဖြစ်အဆင်ပြေတယ်လို့ပဲပြောလိုက်တာပါ။ကွမ်ရှစ်ကသူ့စီမှာမဟုတ်ပဲပူချမ်းသာပူအောင်မြင်တဲ့အိမ်မျိုးမှာဂုံမြောင်ကိုမွေးဖွားလာစေချင်တယ်လို့ပြောလိုက်ပါလေ။အဲ့လိုအိမ်မှာသာမွေးမယ်ဆိုရင်တော့ဂုံမြောင်ကအကုန်လုံးကိုလှုပ်တက်မှာဖြစ်ပြီးလက်ချောင်းလေးတောင်ထိခိုက်စရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါလေ။အဲကြောင့်ဂုံမြောင်နောက်ဘဝသူ့ဖေမလှုပ်နဲ့လို့ကွမ်ရှစ်ကိုပြောလိုက်ပါတော့တယ်။ဂုံမြောင်ကတော့သူ့ဖေလှုပ်တာသူ့ကြောင့်ပို့ပြီးတော့ပင်ပန်းစင်းရရတယ်လို့ပြောပြီးတော့ငုံနေခဲ့ရှာပါလေ။ ဒါပေမဲ့ ጓ န်ရှိကတော့တခါမှစိတ်ဆင်းရတာမျိုးမရှိပဲနည်းနည်းမှမပင်ပန်းခဲ့ရပါဘူးလို့ပြောပါတယ်။ကိုမြောင်နဲ့သူ့ဖေကတရားရှိနေအောင်သူ့ကို120လောက်ပေးနေတယ်လို့ပြောနေခဲ့ပါတယ်။အားကြောင့်ကိုမြောင်ကသူ့ကိုချမ်းသာတဲ့အဖေစီသွားဖို့နည်းနည်းလေးတော့မပြောဘူးတားလိုက်ပါတော့တယ်။ကိုမြောင်ကတော့ဟွန်တိုင်းတီထောင်တဲ့သူနဲ့တော့သူ့ဖေကိုမလဲနိုင်ကြောင်းပြောလိုက်တာကြောင့် ጓ န်ရှိလည်းပီတိတွေဖြစ်ပြီးတော့သဘောတူကြနေပါတော့တယ်။အဲနောက် ጓ န်ရှိကသူ့ဒူးကိုကင်ပြီးတော့တိတ်မနာရတဲ့အကြောင်းကိုလည်းပြောပါတယ်။ ။ဒါမဲ့ဂွန်မြောင်တော့အဖေဖေးသူကိုကြိုက်ခဲပြောက်ပလာစတာမကတ်ဈေးကျင်တော့ပဲဈေးရုံကိုသွားပြီးတော့ပြစီခြင်းနေတာပါ။အဲနောက်ဂွန်မြောင်ဝမ်းနိုင်လုံးလုံးငိုယုံနေပါတော့တယ်။အဲလုံးနဲ့ကွမ်ရှိကသူ့သမီးကိုဘသူနဲ့မှလက်မထိုင်ပူတော်ကောင်းသေးတယ်လို့ထင်နေခဲ့ပါတယ်။ဂွန်မြောင်တော့သူ့ကိုမှဘာလို့ခဏခဏမလုပ်ဖို့တားတာလဲလို့မေးပါတယ်။ဒါမဲ့ကွမ်ရှိကတော့ဘာမှပြန်မပြောဘဲနေထွက်လာတာကိုကြည်င်းသာစူတောင်းလို့နေခဲ့ပါတယ်။ဂွန်မြောင်တော့အိုင်နီကစားလို့သူ့ဖေဖေးမှထားရတာကဘလောက်တောင်နှွေးထွေးလဲဆိုတာကိုယ်တိုင်သိသွားခဲ့ပါတယ်။ အန်နာမှာတော့ဂုံမြောင်တို့ကန်းကပ်လာချိန်ပူဆိုင်ကီနဲ့တွေ့ပါတယ်ပူဆိုင်ကီကမေးတဲ့အခါဂုံမြောင်လည်းအဖေနဲ့အတူနေထွက်တာကိုလိုက်ကြည့်ခဲ့ကြောင်းကိုပြောလိုက်ပါတယ်ပူဆိုင်ကီကတော့ဂုံမြောင်ကိုအမေနဲ့တပုံစံနဲ့ပဲလို့ပြောနေပေမဲ့ဂုံမြောင်ကလစ်လူရှူထားလိုက်ပါတယ်အန်နာမှာတော့ပူဆိုင်ကီကကွမ်းရှီယာရင်ကပိုက်ကုံဆွဲပြီးတော့ခေါင်းဆွဲပြုတ်ပေးခဲ့ရတာလို့ဂုံမြောင်ကိုပြောနေပါတယ်ဒါပေမဲ့ဂုံမြောင်ကခုချိန်မှာအလုံးတူတူလေတကြီးဖြစ်နေရမလို့အဲ့လိုမလုပ်ဖို့ပြောပါတယ်အန်နာမှာတော့ဂုံမြောင်ကပူဆိုင်ကီရဲ့တမိနဲ့လမ်းခွဲလိုက်တာဟုတ်ရဲ့လားလို့အဖေဖြစ်သူကိုမေးပါတယ် ။ဘူဆန်ကီကတော့ဂုံမြောင်ကိုကြည့်ပြီးတော့အရင်ကအဖြစ်ပြက်တွေကိုသတိရနေခဲ့ပါလေ။အဲဒါမှတော့ဘူဆန်ကီကဂုံမြောင်ဘာလို့သူ့ဖေလက်ကိုကင်ထားရတာလဲလို့တတို့တို့ပြောနေတာပါ။ပြီးတော့ဘူဆန်ကီကမိကပ်ရောင်းနေတဲ့တမိဖြစ်သူကိုသူနဲ့တူမနှံဆောနေထွက်တာအတူကြည့်ဖို့ခေါ်ပါလေ။ဒါပေမဲ့တမိဖြစ်သူကတော့မအားတာကြောင့်လူငားလိုက်ဖို့သာပြောနေခဲ့ပါလေ။အဲဒါကြောင့်ဘူဆန်ကီလည်းရှယ်ရန်ရိုင်းပြီးတော့သူ့တမိကိုအုံမြောင်နဲ့မဆက်သွဲဖို့ပြောပြန်ပါလေ။တမိဖြစ်သူကဂလန်ဆန်ပြန်ပြီးတော့ပြောနေရကြောင်ဘူဆန်ကီကတော့အုံမြောင်ကိုစစ်တပ်ထောင်ထဲပို့ဖို့ချောင်းနေခဲ့ပါလေ။ အာထောင်သမီးဖြစ်သူကတော့အဖေဖြစ်သူဟာမိမအားလုံးနဲ့သွားတွေ့ပြီးတော့သူ့ကိုယ်တော့ယောက်ျားတယောက်ကိုတော့မတွေ့ရဘူးဆိုတာကရီစရာတော်ကောင်းတယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့မိမဖြစ်သူကတော့ညစာအိမ်မှာစားရင်တက်တောင်းတက်တာမဖြစ်စေတာကြောင့်ဘူဆိုင်ကီကိုအပြင်းမှာသွားစားစေခြင်းပါတယ်။တပတ်မှာတော့အဲဆွန်းကသူ့သမီးကိုခန်းကြီးသည်ကွင်းပိုင်းသားနဲ့လက်ထပ်စေခြင်းနေပါတယ်။အဲဆွန်းရဲ့အတွေးခေါ်ကတော့ရုပ်ချောတဲ့သူနဲ့သာလက်ထပ်ရင်လိုရာထပ်ပိုရန်မဖြစ်ရဘူးဆိုတာပါပဲ။ကော်မြောင်းတော့သူ့စိတ်ဆက်ပွဲပြတ်တာတနည်းလောက်ရှိမလို့တစ်မျိုးလုံးနဲ့တီးပြီးနေပြီလို့ပြောပါတယ်။ ဒါရန်ကွန်မြောင်းသူအနီးနားလူကသာရှိုင်းလူတွေသူ့ဘော်တမျိုးထင်းမြမာကိုကြောက်နေခဲ့ပါလေ NMR အစွမ်းကဗီရိုတဲကထပ်လိုက်တင်းထားခဲ့တဲ့ရုံမုံနဲ့ကွန်မြောင်းဖိတ်စာတွေကိုထုတ်ပြလိုက်ပါလေတကယ်တော့အစွမ်းကသူသမီးအကြောင်းကိုသိနှင်နေခဲ့တာပါအစွမ်းကရင်ကလေးကသူသမီးကိုသူ့လိုမိဖို့ကြောင့်လဲဝင်စေချင်တာမဟုတ်ပဲအလုတ်လုတ်တက်စေချင်ခဲ့တာပါအစွမ်းကတော့ကွန်မြောင်းကိုတသက်လုံးထမင်းစွဲမှာထိုင်နေတာထက်ဇဝဲကုံကိုလှန်ပြစ်နိုင်တဲ့သူမျိုးဖြစ်စေချင်နေခဲ့တာဖြစ်ပါလေအဲဆုံးကတော့သူ့ရဲ့ကောင်းချင်းဆိုးချင်းမှန်သမျှကိုဂုံမြောင်က လေးလာနေခဲ့တော့သိနေခဲ့ပါတယ်။အဲဒါကြောင့်အဲဆုံးကဂုံမြောင်းချောင်းပဲသူ့လိုရတွေသူတတိထားမိခဲ့ပါတယ်။အဲဆုံးကတော့ကလေးတွေမွေးပြီးကတည်းကသူ့သားသမီးတွေကသာသူတည်သွားတဲ့အခါသူဘလို့နေခဲ့ရလဲဆိုတာကိုပြောပြကြမှာမျှော်လင့်နေခဲ့ပါတယ်။အဲဆုံးကတော့သူတို့သမီးမကောင်းတဲ့ကံကြမ္မာကိုရှောင်နိုင်တာကိုပဲဝမ်းသာနေခဲ့ပါတယ်။ဒါပေမဲ့ရုံမုံကိုယ်တိုင်မကောင်းတဲ့ကံကြမ္မာမဟုတ်တာကြောင့်အဲဆုံးကတော့သိနှစ်နေခဲ့ပါတယ်။အဲဆုံးကသူ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့သူသမီးပြောပြသမျှလှုပ်ဝက်ချက်တိုင်းကိုမမေ့ခဲ့ပါဘူး။ အဲဆိုမှပြောမရှင်ဖြစ်နေတမိကိုကြည့်ပြီးတော့ငငယ်ကသုံးမင်းစီးခဲ့လို့သားပြောပြောနေဖို့ဖြောင်းဖြာနေပါလေ။အဲနောက်အဲဆုံကသူတမိလက်ကလေးတွေကိုကန်ကြည့်ပြီးတော့ပန်းကလေးတွေလိုနူးညံ့နေတော့မဲဆိုတာကိုပြောပြခဲ့ပါလေ။ကိုမြောင်ကတော့သူ့အမေကိုလှုပ်ချင်တာမှန်သမျှလှုပ်စီခြင်းပြီးတော့ကြပြာကိုလည်းပြန်ရေးစီခြင်းနေတာပါ။အဲတော့နေ့စဉ်နေ့တိုင်းရေးနေတဲ့အဲဆုံကသူတမိကိုမြောင်ကိုသူ့ရဲ့လက်ရွေးစဉ်ကြပြာဆောက်ကိုပြလိုက်ပါလေ။အဲနောက်မှာတော့မိဘအိမ်ကနေပြန်လာတဲ့ခါမှာကိုမြောင်တယောက်အရာအလုံးပြောင်းလဲသွားခဲ့ပါလေ။ မိဘနှစ်ပါးတော့ကိုမြောင်းကိုပြန်ပို့ပြီးတဲ့အခါမှာအရင်ကထက်တောင်လေးဟာသွားတဲ့ခန်းစားချက်ကိုခန်းစားလိုက်ရပါလိမ့်။အနောက်အဲဆွန်းနဲ့ကွမ်းရှစ်တို့လည်းသူသမီးဝယ်ပြီးထားခဲ့တဲ့သူတို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုမြင်ကားမျက်ရည်ကျနေပါတော့တယ်။ရင်ကုန်းသမားတွေကတော့သူတို့အမကြီးကအသက်80ထိရင်ကုန်းသမားလောက်ခဲ့ရပြီမဲ့ဆုံးသွားတဲ့အခါမှာအကောင့်နဲ့ထည့်စရာအင်ကြီးကောင်းတစ်ထဲတောင်မရှိခဲ့ပါဘူး။ဒါပြင်သားသမီးတွေလည်းဘာကိုမှမပေးပဲပြန်ယူချင်တာပဲရှိကြကြောင်းပြောနေခဲ့ကြပါလိမ့်။ရင်ကုန်းသမားတွေကတော့ဒီလိုဖြစ်ပြမျိုးကိုစဉ်းကျင်နိုင်ဖို့အဲဆုံးကိုလည်းလက်ထဲမှာ အနေငယ်ချစ်ကုတ်ထားစီကျင်းနေကြပါလိမ့်။တကယ်လေရင်ကုန်းသမားတွေကသာအသက်မဲ့သွားရင်အဲဆုံးမှာကွမ်းရှစ်ကလွဲပြီးဘယ်သူမှမရှိပါဘူး။အဲ့နောက်မှာတော့အဲဆုံးစီကိုရောင်းမားကရောက်လာခဲ့ပါလိမ့်။ရောင်းမားတော့သူ့လိုကံမပါတဲ့အဲဆုံးကိုသာတစိမ့်စိမ့်ချီးကျူးနေခဲ့ပါလိမ့်။ဒါပေမဲ့ရောင်းမားသူ့ဘဝမှာသူ့အကိုလိုအဲဆုံးကိုအယူမှုဖြစ်နေယောက်ျားမျိုးမရာကြောင်းပြောပါတော့တယ်။တကယ်တော့ကွမ်းရှစ်ညမကစီးပွားရေးလုပ်ခဲ့တာကြောင့်မိဘပိုင်းနဲ့အင်ကိုတော်ရောင်းချပေးပြီးဖြစ်ပါလိမ့်။အခုတော့ကွမ်းရှစ်ညမအမေအိုကြီးကလေးတွေကြီးခိုင်းနေတာပဲဖြစ်ပါလိမ့်။ ရင်ကုန်သမားတွေကတော့အဲဆုံးကလည်းအရင်ကကွမ်းရှင်းညမပေါ်ကျေးဇူးရှိခဲ့ဘူးသူဖြစ်တာကြောင့်ကျေးဇူးမကမ်းဖို့ပြောပါလိမ့်။အဲနောက်ငယ်မသူယူလာတဲ့ကျမ်းမာရေးဖျားတွေကိုအဲဆုံးကိုရောင်းပါလိမ့်။ကွမ်းရှင်းညမတော့ဒီဖျားနဲ့သာသူ့ကိုအိတ်လိုက်ကင်ဆာလည်းမဖြစ်သလိုဒူးလည်းတက်တာမှလို့ပြောကရောင်းခဲ့တာပါ။အဲနောက်အဲဆုံးကသူဝယ်ထားတဲ့တစ်ချက်ကိုတော့ခါနာနဲ့ရောက်ခမကိုပေးလိုက်ပါလိမ့်။အဲဆုံးကသူအကုန်ကြခံပြီးတော့ဝယ်ပေးထားအောင်အမှန်တိုင်းပြောဖို့ရောင်းမကိုပြောပါလိမ့်။အဲနောက်မှာကွမ်းရှင်းကအမေဖြစ်သူကိုအခြေအနေသွားပြီးတော့ကြည်ပါလိမ့်။အမေဖြစ်သူကတော့ကွမ်းရှင်းညမ ရောင်းကကလေးတွေနေမကောင်းဖြစ်တိုင်းမှာသူ့ကိုပဲအပြစ်တင်တာကြောင့်အရွယ်နဲ့မလိုက်အောင်ပင်ပန်းနေကြောင်းပြောပြပါတယ်။ကွမ်ရှက်ကတော့ဘာဆိုဘာမှပြန်မပြောတာကြောင့်အမေဖြစ်သူလည်းဒေါသထွက်ပြီးတော့နှင်ထုတ်လိုက်ပါတယ်။အမေဖြစ်သူကလည်းတသက်လုံးအမေဘက်ကမလိုက်ပဲမိမဘက်ပဲလိုက်ခဲ့တဲ့သားကိုဘာမှကိုမျှော်လင့်မထားတော့ပါဘူး။ကွမ်ရှက်ကတော့သူ့အမေအဲဆွန်ဘက်ကလိုက်ပေမဲ့ရှင်းစန်းတော့နဲ့သူ့အမေကိုမလဲနိုင်ဘူးလို့ပြောလိုက်တာပါ။ဒါပေမဲ့ကွမ်ရှက်ရဲ့အမေကသူ့သားကိုခိုင်းတာမရပါဘူးမြင်ဒဇက်လေးတောင်အထင်သေးခဲ့တာမျိုးမရှိခဲ့ပါဘူး။ ာသမီးကိုဆုံးရှုံးရတဲ့ခံစားချက်ကိုနားမလည်တာကြောင့်အမေဖြစ်သူအတွက်တော့ကွမ်းရှိကဆက်ပြီးတော့ရှင်သန်နိုင်တာကအန်ဩစရာဖြစ်နေခဲ့ပါလေ။တမမမှာတော့အဲဆွင်းရဲ့အဖွားမွေးနေပွဲကိုကျင်းပနေပါလေ။သားငယ်ကတော့အရင်လိုသူ့သားကိုအတင်းခေါ်ပြနေခဲ့တာပါ။ဒါမဲ့အဖွားကတော့မတိသလိုမကြားသလိုသာပြုတ်မှုပြီးတော့နေထိုင်နေခဲ့ပါလေ။အဖွားရဲ့ညီမကလည်းသူ့ကိုတီလာလို့မေးနေပြီမဲ့အဖွားကတစ်ချက်တောင်ခွန်းတုတ်မပြန်ခဲ့ပါဘူး။အဲကြောင့်ငယ်ဆုံးသားကသူ့အမေကမှတ်ညံနေရင်းပျောက်ဆုံးသွားတာလို့သာကောက်ချက်ချလိုက်ပါလေ။အဲနောက်အဲဆွင်းရောက်လာပြီးတော့သူ့ဖွားကိုတရိုသေးသေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။အဖွားတော်မှန်ညာနေပျောက်သွားတာကြောင့်အဲဆုံးကတော့မမှတ်မိလောက်တော့ဘူးလို့ဘေးလူတွေကဝိုင်းပြီးတော့ပြောနေပါတယ်။အဲဆုံးကဂရင်းမဆိုင်ပဲအဖွားအတွက်သူဝယ်လာတဲ့ဇမ်းပယ်မုံဝန်သားပြနေခဲ့တာပါ။အဲချိန်အဖွားကသားဖြစ်သူဟန်ကယူတမီအဲဆုံးကတော့မှတ်မိနေခဲ့ပြီးနေရထိုင်ရအဆင်ပြေလားလို့မေးခဲ့ပါတယ်။သူနဲ့အဲဆုံးကအဖွားဖြစ်သူနဲ့အတူညအထိအတူတူရှိနေပြီးစကားပြောပြီးနေပါတယ်။အဖွားတော်အရင်တိုင်းအဲဆုံးမှာကိစ္စတစ်ခုရှိနေတယ်လို့ထင်နေခဲ့တာပါ။ဦးလေးလည်းအဖွားကိုအဲဆုံးထပ်ပြီးတော့အခက်အခဲဖြစ်ရင် လေဝယ်ပေးအောင်မလားလို့မေးလိုက်ပြန်ပါလေ။အဲဆိုရင်သူ့အဖွားကိုသူတို့အိမ်မှာလာနေဖို့ခေါ်ကြည့်ပါလေ။ ग्वान ရှိလည်းရှိနေပြီးတော့ ग्वान ရှိကလည်းဘာမှမပြောတာကြောင့်အဲဆိုရင်အဖွားကိုခေါ်ကြည့်ပါလေ။ဒါပေမဲ့အဖွားတို့လိုအပ်ချက်တွေအများရှိနေခဲ့တယ်။အဲဆိုရင်အိမ်မှာအပူလိုထပ်ပြီးတော့ဒုက္ခမပေးကျွန်တော်ကြောင်းငင်းငယ်ပါလေ။အနောက်အဲဆိုရင်ကဒီຫນွေဦးမှာအဖွားကိုသွားအန်ကက်လုပ်ပေးမယ်လို့ပြောခဲ့ပါလေ။အဲဆိုရင်ငယ်ငယ်လေးကအဖွားကသွားအစ်စ်တွေပေါအောင်ကူညီပေးခဲ့တာပါ။အဲတော့ကအဖွားကမနာကျင်ရတဲ့နီလန်းကိုအဲဆုံးကိုသွားနှုတ်ပေးဖို့ကြိုးစားခဲ့ပါလေ။ ဲတော့ကွမ်ရှစ်ကလည်းပါဇက်မှာကြိုးကြီးတက်ပြီးတော့အဲဆုံးနဲ့အရင်နှုတ်ပြနိုင်မှုအဖွားနာမှာအသင့်ရှိနေခဲ့တာပါအဲ့တော့မှဖွားအဲဆုံးလက်ကိုကိုင်းကအတွင်းစိတ်ကိုတိတာကြောင့်အခက်ခဲရိရှိမန်းကိုတိနေခဲ့ပါလေအဖွားကိုရိုင်းကလည်းသားသမီးဆုံဆုံထားတဲ့သူမဟုတ်လို့နာမည်ဖြစ်ဖြစ်တစ်ခေါက်လောက်အော်ခေါ်ပြီးတော့ငိုယိုပစ်ချင်နေခဲ့တာပါအဖွားရဲ့စကားဆုံးမှာအဲဆုံးကအဖွားပေါင်ပေါ်မှာအကြာကြီးပဲငိုနေခဲ့ပါလေဒုနဲ့ဖွားအဲဆုံးပေးခဲ့တဲ့ဂျမ်းမာကြီးဖျားကိုသဘောကျနေခဲ့ပါလေဒါတော့သူ့အမေကိုမြီးမာစီသွားပြီးတော့နေစေချင်တာကြောင့်ဖြောင်းဖြားနေခဲ့ပါလေ ဒါပေမဲ့အဖွားတော့အဲဆုံးကိုမပြိုးထောင်ပေးခဲ့မိတာကြောင့်သွားနေဖို့ကိုမျက်နှာပူနေခဲ့တာပါ။အားကြောင့်အဖွားကတော့တမလုံးကအဲဆုံးအဖေသူ့ရဲ့သားစီသွားဖို့အစင်းသိဖြစ်နေခဲ့ပါလေ။ဂျိုနဲ့အဖွားကသားသမီးတွေအတွက်ထားခဲ့မဲ့ပုံလှလှရိုက်ဖို့ပြင်ဆင်နေချိန်မှာအဲဆုံးအမေကပြုံးပြီးတော့ကြည်နေခဲ့ပါလေ။အဖွားတော့သူ့ဘဝကောင်းရင်လားသူ့သားပေါ်တင်ခဲ့တဲ့အကျွေးကိုပြန်ပြီးတော့ဆက်နိုင်ခဲ့လားလို့ဂျွေမကိုမေးနေတာပါ။ဂျွေမလည်းအဲဆုံးအဖွားအတွက်ဒီဘဝပျော်စရာဘဝဒါမှမဟုတ်ခက်ခဲတဲ့ဘဝဖြစ်ခဲ့လားလို့ပြန်ပြီးတော့မေးပါလေ။အဖွားတော့ကတော့သူကလေးတွေအားလုံးနဲ့တွေ့ပြီးမှသာသွားတယ် အကောင်းစားဘွားလို့သာခံယူထားခဲ့ပါတော့တယ်။အဲဆွန်းတို့လည်းဘွားအုပ်ကူရှိမှထိုင်နေနဲ့လွတ်သွားခဲ့တဲ့နေရက်တွေကိုရေတွက်နေခဲ့ပါတယ်။ကွမ်ရှင်းမေကတော့သူ့ရောက်ခမကိုတိုက်ရင်နဲ့သူချွေးမကအားလုံးထက်မှရှိခဲ့တာမှန်တယ်လို့ရေရွနေပါတယ်။ဦးလေးဖြစ်သူကတော့အမေကိုတန်းတာပြီးတော့သွားစားပြီးမှသွားဖို့တသားသားရေဟုတ်ကငိုနေရှာပါတော့တယ်။အဲဆွန်းကတော့သူတို့အလှဲ့ကျဂျင်းနေအတူတူသွားခြင်းခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကူးပြောင်းလာရင်အုံမြောင်းစစ်မှုတန်းကနေပြန်ရောက်လာခဲ့ပါပြီ။အဖေနဲ့မေကတော့အုံမြောင်းကိုပျော်ပျော်ကြီးဂျုံနေကြပါပြီမိတ်။ ။ဦးမြောင်ဟင်းစုကိုခေါ်လာခဲ့ပါလိမ့်။ပြီးတော့ဟင်းစုမှာဦးမြောင်နဲ့ရထားတဲ့ကိုဝင်ရှိနေကြောင်းလည်းပြောလိုက်ပါလိမ့်။ဒုံနဲ့အဖေနဲ့မေလဲတအူဒီသောတားမိုက်တို့ရင်ကွဲရပါတော့တယ်။တပတ်မှာတော့ကိုမြောင်ကားပေါ်တက်သွားမှာတက်သေးကနေပြီးတော့ရောက်လာတဲ့ပီကာဆိုနဲ့လွဲပြန်ပါလိမ့်။ပီကာဆိုလည်းကိုမြောင်ကားကိုတစ်ချိန်လုံးပြေးပြီးတော့လိုက်ပေးမယ်ဘလို့မှမမိပဲဖြစ်ခဲ့ရပါလိမ့်။တောင်ကိုမြောင်ကလည်းမသိသလိုနောက်ဆုံးချိန်ပဲလို့ထင်ခဲ့တဲ့ပီကာဆိုကတော့တစ်ချိန်သုံးတာလိုက်ခဲ့ပါတော့တယ်။ ုတ်ကဲ့ပါဒီနေ့ထွက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျနောက်နေ့မှအပိုင်းဆက်တွေဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ် channel ကို subscribe လုပ်ခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ခင်ဗျပြီးတော့ဒီလို drama series ကားလိုမျိုးတွေကို recap လုပ်လေးလုပ်ထားမှရှိတဲ့အတွက်လိုအပ်ချက်တွေများစွာရှိနေမှာဖြစ်တာကြောင့်ခွင့်လွှတ်ပေးကြပါဆိုရုပ်ရှင်ကားလေးစာဆုံးကြည့်ချင်တော့ Telegram channel ကို join ထားလို့ရပါတယ်ဒီနေ့မှအစားဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များကြောက်ချင်းတိုင်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန်ခင်မှုပါ